င်္ဂလာနေနဲ့ခင်ပါရှင်မြစီမတ်ဗီယိုစီစဉ်စတင်ပါပြီမြစီမတ်ဗီယိုစီစဉ်ဒီကိုဝါရှင်ဒီစီမြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေရပါမိခင်ပြောင်စုမှာ COVID-19 ရောဂါကူးစက်မှုအရေးပေါ်ခြေနေပြီးကြောင့်မြစီမတ်ဗီယိုရုပ်သံစီစဉ်ဒီကိုယာယီပုံစံပြောင်းပြီးတော့ထုတ်လင်းပေးနေရဖြစ်ပါတယ်ရှင် ဒီမနက်စီစဉ်နေမှာတော့ပုံမှန်တင်ဆက်ပေးနေကြစိတ်ဝင်စားစရာနောက်ဆုံးရနိုင်ငံတကာသတင်းတွေအပြင်နောက်ဆုံးရငွေလဲနှုန်းရွှေစည်းနဲ့စက်သုံးစီစဉ်တွေကိုလည်းပြောပြပေးသွားမှာပါရှင်။ဟုတ်ကဲ့မဝဝင်လို့ရှိရင်အဲ့တော့နိုင်ငံတကာတရားရုံးမှာအခုဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေတရားမျှတမှုရရေးကိုပေါ့နော်နိုင်ငံတကာအပါအဝင်ဒီအကုံလုံးကဝိုင်းပြီးတော့မှဆောင်ရွက်နေကြတယ်ဒါပေမဲ့တပြိုင်တည်းထဲမှာပဲဘင်္ဂလားဒေ့ရှ်မှာခိုလုံနေထိုင်တဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပေါ့နော်နေရပြန်ရေးဆိုတာလည်းမရေရဘူးအခုချိန်မှာစစ်ကောင်စီဘက်ကတထောင်လောက်ကနေစပြီးတော့ပြန်မို့စီစဉ်နေပေမဲ့လည်းဘယ်လိုမှမဖြစ်နိုင်သေးတဲ့အနေထားပေါ့အဲ့တော့လက်ရှိသူတို့ကဒုက္ခသည်စခန်းနေတယ်မှာလည်းအချမ်းဖက်အဖွဲတချို့ရေလောက်ကြံတက်ဖြတ်ခံရတာနောက်ပြီးပေါ့ကိုသူတို့ထွက်ပြေးတဲ့အခါမှာလဲလမ်းမှာအသက်အန္တရာယ်ကြုံရလောက်တဲ့အထိ ဖြစ်နေတာကမ်ထဲမှာလည်းစားဝတ်နေရေးပါဝင်ရေရှည်ဘဝရည်တည်နေထိုင်ရေးအတွက်သူတို့အခုဆိုရင်၅နှစ်ကျော်၆နှစ်ထဲဝင်လာပြီပေါ့ဆိုတော့ဒီလိုဘဝအမကန်ချက်တွေမရေမရာရှိနေတဲ့အခြေအနေအနေထားပေါ်မှာမဝဝေနုအနေနဲ့ပေါ့နော်သူတို့တွေရဲ့ဒီဒီကမ်ထဲမှာနေနေရတဲ့ရိုဟင်ညာဒုက္ခသည်တွေအတွက်ပေါ့နော်မဝဝေနုဘာများပြောချင်တာရှိပါလဲသူတို့အတွက်ဘာများဒီထက်ပိုပြီးတော့မှစောင့်ရက်ပေးနိုင်တာလုပ်ပေးနိုင်တာမျိုးရရှိမလဲရှင့် ဟုတ်ပါတယ်သူကလေဒုက္ခတွေတွေကဒီလိုမျိုး2019မှာအများစုထွက်အဲထွက်ခွာခဲ့ရတာဖြစ်တယ်ပေါ့နော်ရခိုင်ပြည်ကနေပြီးတော့စစ်တပ်ကသူတို့ရဲ့ရွာတွေကိုမိရှုပ်ပြီးရနောက်ပိုင်းမှာဒါပေမဲ့အဲ့ဒီအရင်ကဒုက္ခတွေလည်းဒီ Bangladesh Company တဲ့မှာရှိနေတဲ့2016တုန်းက လူ8000ကနေတသိန်းလောက်နီးပါးထွက်ခဲ့ရတဲ့လူတွေလည်းရှိသလိုဟို2012တုန်းကထွက်သွားတဲ့လူလည်းအနည်းချင်းရှိပြီးတော့1990တုန်းကကျန်နေခဲ့တဲ့ဒုက္ခသည်တွေနဲ့1988တုန်းကကျန်နေခဲ့တဲ့ဒုက္ခသည်တွေလည်းရှိရယ်ဆိုတော့စုစုပေါင်းလူတန်းကျော်နီးပါးအမှဟိုလောင်ပိတ်မိနေတာပေါ့နော်ဆိုရဲဟာမျိုးဖြစ်တယ်ဖြစ်တဲ့အခါကျတော့အခုဘင်္ဂလားဒေ့ရှ်အစိုးရကလည်းနှစ်တည်ကြာလာတဲ့အခါကျတော့ သူတို့ကလည်းဒီဒုက္ခတွေတွေကိုသူကတိတ်ပြီးတော့မကြည်ဖြူတော့ဘူးပေါ့နော်သူကောင်းကောင်းအဲမဆက်ဆံတော့တဲ့ဟာမျိုးဖြစ်လာတယ်ဖြစ်တဲ့အခါကျတော့ဒီဒုက္ခတွေစခန်းနေမှာ လူတွေကအမတန်မှဒုက္ခဆင်းရဲရောက်နေကြတယ်အခုဒီအမ်ဟိုစာပလတ်စတစ်အဲတာဘူလင်းတွေနဲ့လေသူတို့နေရတဲ့အိမ်တွေဆယ်ပေပက်လေအဲအိမ်လေးတွေပေါ့နော်ဒီ ိတ်အိမ်လေးတွေတည်းမှာဆိုလို့ရှိရင်နေနေတာနှစ်ပေါင်းများစွာကြာပြီးတော့အခုကန့်တက်မှုတွေရှိလာတဲ့အခါကျတော့သူတို့သွာလာခွင့်နေလောက်ကန်စားတောက်ခွင့်နေပို့ပြော့မှအခြေအနေဆိုးလာတဲ့အခါကျတော့ဒီဒီ တဲလေးတွေတဲမှာလေပလတ်စတစ်တဲလေးတွေတဲမှာတဏီကုံတဏီကအဲ့လိုမျိုးနေနေရတဲ့ဟာမျိုးပေါ့နော်နေပူနေပူပူမိုးရွာရင်မိုးရီမိုးရွာရင်ရေတွေတက်နေပူရင်ပူပြီးတော့ထဲထဲမှာဟိုပေါင်းအိုးလိုမျိုးလှုပ်ထားသလိုမျိုးဖြစ်ပြီးတော့တော်တော်ဒုက္ခဒုက္ခရောက်ကြတယ်တော်တော်ဆင်းဆင်းရဲရဲဒုက္ခရောက်ကြတယ်ပေါ့နော်ဆိုတော့လူတွေကရတဲ့အနီလန်းနေရှာပြီးတော့ထွက်ပြေးဖို့စူးစမ်းတာပေါ့နော်ဒီမလေးရှားကိုဟိုသွားတာပဲဖြစ်ဖြစ်ခုနလေး လေငယ်လေးတွေကိုသူတို့ငှားပြီးတော့မလေးရှားဘက်ကိုထွက်ခွေစ조사ရပဲပြီးအဲ့မှာလဲအမပြောသလိုပဲသူတို့ဟိုလူကုံကူးတဲ့လူလူကုံကူးတဲ့လူကြီးကနေပြီးတော့မှာဒီအာမျိုးမျိုးနှိမ့်ဆက်ညှင်းပန်းတာငွေညှစ်တာတွေနောက်ပြီးတော့ကြမ်းဖက်မှုတွေခံရတာတွေလိမ်မိုင်းဆိုင်ရာကြမ်းဖက်မှုခံရတာတွေတက်ဖြတ်ခံရတာတွေကနေမှတဆင်အဲပင်လယ်တွေတဲမှာဆိုလို့ရှိရင်လေရဲ့ဆက်တွေပြက်ပြီးတော့မှာပင်လယ်ပင်လယ်တွေပင်လယ်တဲမှာမျောလာမောများဆိုတာမျောပြီးတော့ထေသွားတဲ့လူတွေ အဲ့လိုမျိုးအတော်တော်ကိုကျမတို့ဒုက္ခဆင်းရဲတွေခက်ခနေကြရတာဖြစ်ပါတယ်ဆိုတော့ကျမတို့ဘာလုပ်နိုင်လဲဆိုတော့ကျမတို့ကဟိုကျမတို့ပြည်သူတွေတာမှန်ပြည်သူတွေအနေနဲ့ကတော့ဒါအအအနည်းအနည်းဆုံးတော့ကျမတို့က အာနိုင်ငံရေးရဖြည့်ရှင်းမှုတွေဒါတရားရေးရဖြည့်ရှင်းမှုတွေဖြစ်မလာသေးတဲ့ကာလမှာကျမတို့လူသားချင်းစာနာရဲစိတ်နဲ့ဒီကိစ္စတွေကိုကျမတို့လေ့လာပြီးတော့မှလေအအများသိအောင်လုပ်ပေးပြီးတော့ဒီလူတွေရဲ့လက်ရှိခံစားနေရတဲ့ဝေဒနာတွေကိုနည်းနည်းလျော့သွားအောင်လုပ်ပေးလို့ရတဲ့ဟာမျိုးတွေရှိရပါတော့အဓိက awareness လေး raising တွေများများလုပ်ဖို့လိုတယ်လို့ကျမမြင်တယ်ဟုတ်အဓိကကတော့အခုလက်ရှိကတော့ဒီခေလုံမှုအတွက်ကိုဒီလက်ခံပေးထားတဲ့ Bangladesh အစိုးရအပါအဝင်ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းဘက်က ကလည်းလူသားချင်းစာနာမှုကူညီတွေပေးတယ်ဒါပေမဲ့အခုအချိန်မှာဒီသူတို့အတွက်ရိတ်ခါဖြတ်တောက်မှုတွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့သူတို့ကအแทးထဲမှာကမ်ထဲမှာလည်းနေနေရတဲ့ဘဝကအနာကက်မရှိဘူးအပြေကိုထွက်သွားတဲ့ခါမှာလည်းကမ်းမမြင်လမ်းမမြင်ဖြစ်နေတယ်ဆိုတော့သူတို့အတွက်ကိုဘာများတိထက်ပို့ပြီးတော့စောင့်ရက်ပေးနိုင်တာလုပ်ပေးနိုင်တာမျိုးရှိမလဲမဝင်လူအဲ့ဒီလက်ရှိဖြစ်နေတဲ့အနေအထားပေါ်မှာရောဘယ်လိုသုံးသပ်မိပါလဲရှင်အခုကျမတို့တွေလည်းပြောဟိုတိုက်တွန်းနေတာကဒီဘင်္ဂလားဒေ့ရှ်ရဲ့ဆိုရနေကကနေပြီးတော့မှခမ်းထဲမှာအာဒပိုင်း ဒီဒုက္ခသည်တွေရဲ့ဘဝလူနေမှုအအခြေအနေ၆လဲအောင်လုပ်ပေးဖို့ပေါ့နော်နောက်တစ်ပိုင်းကတော့သူတို့လုံခြုံမှုတွေမရှိဘူးတပြက်မှုတွေဖြစ်နေရဲ့ပေါ့နော်ဒီလိုမျိုးရာဇဝတ်ကိုင်းတွေအများကြီးဖြစ်လာတဲ့ဓာတ်မျိုးတွေကိုကျမတို့ဟန်သူတို့ကိုအေးအေးယူပေးဆောင်ရွက်ပေးဖို့အစသဖြင့်အဲ့ဓာတ်တွေကိုကျမတို့တိုက်တွန်းနေတာပေါ့နော်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်ကလည်းသူတို့ကဟုတ်ဘူးသူတို့အရန်ကြာနေပြီသူတို့ဒီမှာမထားနိုင်တော့ပုံစံမျိုးနဲ့စစ်တက်နဲ့စကားပြောပြီးတော့ဒီဘက်ကို ပို့ဖို့စ조사တယ်ဒီဘက်ကပို့ဖို့조사လဲဒီဘက်မှာကစစ်တပ်ကအာသူ့ရဲ့ဒီလူမျိုးလုံးတစ်ဖက်မှုမူဝါဒတွေကိုကျမတို့ဟိုပပျောက်မှုမရှိသေးဘူးရခိုင်မှာရှိနေတဲ့လူတွေတော့မှအခုချိန်ထိနှိမ့်ပေါင်းစုံနဲ့ညှဉ်းပန်းနှိပ်စက်နေရဆိုတော့ဟိုဘက်ကလူတွေကလာဖို့အဆင်မပြေသေးဘူးအဲ့တော့နိုင်ငံတကာကနေပြီးတော့ကာကွယ်ပေးရမယ်တာဝန်ဖြစ်တဲ့အတွက်ကြောင့်ဟိုလိုသူတို့ကိုဒါဖိအားပေးဖို့လိုတယ်ပေါ့နော်ကုလသမဂ္ဂဆိုလဲကုလသမဂ္ဂအလျောက်တခြားဒေါနာဒီဒီဒီဒုက္ခသည်တွေအတွက်ကိုဒီစားဖို့တောက်ဖို့ဒီ အဲကဲဆယ်ရေးဆိုင်ရာအလှူငွေတွေပေးနေတဲ့အစိုးရတွေကိုကျမတို့ဒီကိစ္စတွေကိုတည်တည်ချဲ့ချာဆွေးနွေးပြီးတော့ဖိအားပေးမှုတွေလှုပ်ဆောင်ဖို့လိုတယ်လို့ထင်ပါတယ်။ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပါအဲ့တော့ဒီရိုဟင်ဂျာညီကိုမောင်နှမတွေပေါ့နော်ဒီဒုက္ခသည်စခန်းထဲမှာရှိနေတဲ့ဘင်္ဂလားဒေ့ဘတ်ကလူတွေကဒီရခိုင်မြောက်ပိုင်းမှာကြံငယ်သေးတဲ့ဒီရိုဟင်ဂျာဒုက္ခသည်တွေအတွက်ကိုရောမဝဝေနုအနေနဲ့ဒီအခုလက်ရှိသူတို့အတွက်လည်းတရားမျှတမှုရအောင်လည်းလုပ်နေတယ်ရေရှည်ဘွားတွေအတွက်လည်းခုနပြောတဲ့အကြံပေးချက်တွေလည်းအများကြီးရှိတော့သူတို့ကိုမဝေနုအနေနဲ့ပါများ သတင်းစကားပါခြင်းသာရှိပါလဲရှင့်အဲ့တော့ဒုက္ခတွေဖြစ်လာပြီဆိုကိုယ်နိုင်ငံကနေပြီးဆွန့်ခွာရတယ်ကိုယ်နိုင်ငံထဲမှာလည်းဖိနှိပ်မှုခံရတယ်ကိုယ်နိုင်ငံကနေဆွန့်ခွာရခုဝါရဆိုကြတဲ့ဟိုကဒုက္ခတွေဖြစ်လာပြီဆိုကြတဲ့ဒုက္ခတွေရောရှိရမှာပဲဆိုတော့အဲ့ဒီဒုက္ခတွေကိုကျမတို့ဘယ်လောက်ထိ အဲတန်တန်ခံပြီးတော့တန်တန်ခံပြီးတော့မှကြော်လွှမ်းနိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲကျမတို့ကဘယ်သူတွေဖြစ်လာမလဲဒုက္ခတဲ့ဘဝကြော်လွန်တဲ့အခါမှာကိုရီးယားဘယ်သူတွေဖြစ်လာမလဲဆိုတဲ့ဟာအဆုံးဖြတ်ပေးသွားမှာဖြစ်တဲ့ဒါတခြားလူတွေနဲ့ကျမတို့ဒန်းတူတစ်ကမ္ဘာလုံးမှာရှိနေတဲ့လူတွေနဲ့တူညီတဲ့အကုန်တိတ်ခါရှိတဲ့လူဖြစ်တယ်လွတ်လပ်တဲ့လူဖြစ်တယ် အဲ့လွတ်လပ်တဲ့အဲ့လွတ်လပ်မှုဆိုရယ် mindset ကိုကျမတို့ exercise လုပ်ပြီးတော့ကိုယ့်ကိုယ်ကိုပို့ပြီးတော့မှကြီးထွားအောင်အာပို့ပြီးတော့မှဖွံ့ဖြိုးအောင်စူးစမ်းပါလို့ပဲကျမဒုက္ခတဲ့ညီကိုမောင်နှမတွေအကုန်လုံးကိုကျမကတိုက်တွန်းချင်တယ်အဲ့တော့မှတာလင်းကိုယ့်မှာရှိရဲအဲကိုယ့်ရဲ့မိသားစုကိုကိုယ်ကជីရှုနိုင်မယ်အမေအဖေဖိုးဘွားဟုတ်လားလူကြီးကိုជីရှုနိုင်မယ်နောက်ကိုတက်လာတဲ့နောက်ထက်အဲသားသမီးတွေကိုကိုယ်ကပြန်လဲပြီးတော့မှဒီလိုမျိုးလွတ်လပ်တဲ့ mindset ဖြစ်အောင်သင်ယူပေးနိုင်ပြီးတော့တစ်ချိန်မှာဒုက္ခတွေမဟုတ်တော့တဲ့အခါမှာ ဂုံတိတ်ခါရှိရဘဝတစ်ခုကိုတိဆောက်နိုင်မှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်မဟုတ်ဝင်သူအခုလိုမျိုးဖြစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါသတင်းမှန်တွေရဖို့အရေးကြီးတဲ့ဒီကနေ့ခင်မှာကမ္ဘာကြီးရဲ့ဘယ်ရက်ဒေတာမှာပဲရောက်နေပါစေခလုတ်တစ်ချက်နှိမ့်လိုက်ုံနဲ့သတင်းမှန်တွေရယူနိုင်ပါပြီလက်ဖျားလေးနဲ့တစ်ချက်တောက်ယုံနဲ့ရယူနိုင်မဲ့သတင်းတွေနိုင်ငံရေးဖြစ်စဉ်တွေတကယ့်ဘဝဇက်လန်းတွေ one click ခလုတ်တစ်ချက်နှိမ့်ယုံနဲ့ကမ္ဘာရဲ့ရက်ကအတန်တွေကို ချိတ်ဆက်နားဆင်နိုင်မှာဖြစ်ပါတယ်။ဘဲချင်းပဲနေရာကပဲဖြစ်ဖြစ် VUE Plus application ကို download ရယူပါ။မင်းကြီးမတ်တဲ့ VUE စင်တွေကိုတင်ဆက်ပေးနေတာပါ။ခုတစ်ခါမှာတော့ကမ္ဘာပေါ်မှာခေတ်စာနေရာတွေထင်ပေါ်ကျော်ကြားသူတွေနဲ့နှုတ်ပညာရှင်တွေရဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ မဲဒနာကျော်ကပြောပြပေးပါလိမ့်မယ်ရှင်။ Ladies and gentlemen, make some noise for Vin Diesel! Marvel လူစွမ်းကောင်းရုပ်ရှင်ကားတဲ့ Guardians of the Galaxy နေကုန်ွေးတန်းကိုစောင်းလျှောက်သူများသုံးကားမြောက်ရုပ်ရှင်ဥရောပမိတ်ဆက်ပွဲကိုတော့ပြင်သစ်နိုင်ငံပါရီ Disney ကစားကွင်းမှာကျင်းပသွားခဲ့ပါရဲ့။နေကုန်ွေးတန်းများအကြကုလူနေထိုင်ပြီးတော့ကာကွယ်စောင်းလျှောက်နေသူများအကြောင်းဇာတ်ရင်ထဲထားတဲ့ဇာတ်ကားကို ဇန်ညွန်လေးရေဒါရိုက်တာလဲလောက်ပြီးတော့ရိုက်ကူးတဲ့ဒါရိုက်တာ James Khan နဲ့မင်းသားမင်းသမီးတော်တော်ဆုံဆုံလင်းလင်းတွေ့ကြရပါမင်းသား Chris Pratt မင်းသမီး Zoe Saldana တို့လည်း April 22ရက်နေ့ကအထူးဝက်ကိုလာရောက်သွားခဲ့ပါတယ် Guardians of the Galaxy ပထမဆုံးဇာတ်ကားက2014ခုနှစ်မှာထွက်ခဲ့တာကြောင့်အခုဆိုရင်တတိယကားထွက်ချိန်မှာသူတို့ဒီကားတွေကိုရိုက်ကူးခဲ့တာဆယ်စုနှစ်တခုရှိပြီဖြစ်ပါတယ်ဒီရုပ်ရှင်ကားရဲတွေမှာပါဝင်တရုပ်ဆောင်တဲ့မင်းသား Chris Pratt က incredible Yeah, uh, I'm so, so grateful to God, to James, to Marvel. I mean, look at this. We're at the Marvel campus. What an extraordinary 10 years. တကယ်ကိုအရင်ကောင်းပါလေဖျားသခင်ရဲ့ကျေးဇူးတော်ပါ James ကိုရော Marvel ကိုရောကျေးဇူးတင်ပါတယ်တကယ်ထူးခြားတဲ့ဆနစ်တာကာလာပါလို့ပြောသွားပါတယ် Fast and Furious စကားရဲတွေနဲ့နာမည်ကြီးတဲ့မင်းသား Vin Diesel လည်း ဒီဇက်ကားမှာတစ်ပင်ကောင်းလေး group ဖြစ်အတန်နဲ့ပါဝင်ပြီးတရုပ်ဆောင်ထားပါတယ်။သူကလည်းပါရီကရုပ်ရှင်ကမိတ်ဆက်ပွဲကိုရောက်လာပြီးတော့သူ့ရဲ့ဇက်ရုပ်တစ်ပင်ကြီးနဲ့တပ်ပုံတွဲရိုက်ခဲ့တာပါ။ရုပ်ရှင်မိတ်ဆက်ပွဲနဲ့ချိန်သားကြိုက်ပြီးတော့ပါရီ Disney ကစားကွက်မှာ Avengers လူစွမ်းကောင်းများဇလန်းအခြေခံစီးစရာတွေပျော်စရာရွှင်စရာတွေစီစဉ်ပေးထားပါတယ်။ဒီစကားကတော့ပြီးခဲ့တဲ့စကားမှာသူတို့တွေကတူသေးဆုံးသွားရလို့အားလုံးကိုရိုက်ခတ်မှုရှိတဲ့အနေအထားကနေအခုစကားမှာလူဆွဲကောင်းတစ်တိုင်း စက်ချဝလာကြီးကိုလည်းကာကွယ်သူတို့လူတအူးကိုလည်းကာကွယ်ဒီမှာမှရှုံးနေရင်တော့သူတို့ဂါဒီယန်တွေပေါ်ကနေကုန်းချုံမဲ့ကိန်းဖြစ်ပါရဲ့ Guardians of the Galaxy အမှတ်3ရုပ်ရှင်ကားကိုနိုင်ငံတကာမှာမေလ3ရက်နေ့အမေရိကန်ပြည်အောင်စု Britain နဲ့ Ireland တို့မှာတော့မေလ9ရက်နေ့မှာစတင်ပြီးတော့ရုံတင်မှာဖြစ်ပါလိမ့်ရှင်။ Oscar ဆုရှင်မလေးရှားမင်းသမီး Michelle Yeoh ဟာ သူ့မွေးရဲ့မြေမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာပြည်သက်တွေနဲ့တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။ Everything Everywhere All at Once ကနဲ့2023 Academy ဆုရရှိတာဖြစ်ပြီးတော့သူ့ရဲ့အောင်မြင်မှုက မလေးရှားနိုင်ငံအတွက်ဂုဏ်ယူစရာအောင်မြင်မှုလည်းဖြစ်တာပါ။သူတို့တွေ့ရဖို့အဲ့ဒီပွဲကိုရောက်လာတဲ့ City Nurinisa မှာ I think I'm speaking for like the whole Malaysian nation of course with her win it's like a really memorable and it's မှာမလေးရှားတနိုင်ငံလုံးအတွက်ပြောတာပါ သူစုရတာတကယ်ကိုအမှတ်ရဂုံယူစရာတမိုင်းဝင်ဖြစ်ရပါပဲမလေးရှားကမင်းသမီးတူပထမအဦးဆုံးစုရတာရင်မကအာရှမင်းသမီးတူပထမအဦးဆုံးချိန်ရတာပါသူပြောသွားတဲ့စကားတွေကလည်းအမျိုးသမီးတွေအတွက်အရေးစိတ်အားတက်စရာဖြစ်စေပါတယ်လို့ပြောသွားပါတယ်အသက်60ရွယ်မင်းသမီးမီရှဲယူကပြည်သက်တွေနဲ့လက်ဆွဲနှုတ်ဆက်ခဲ့သလိုတပ်ပုံတွေလည်းတွဲရိုက်ခဲ့တာပါမီရှဲယူကအမေရိကန်ဟောလိဝုဒ်ကရိုက်ကူးထုတ်လုပ်တဲ့ Everything Everywhere All at Once ရုပ်ရှင်စကားမှာ နှစ်ကုန်ခွန်ဆောင်မှုခက်ခဲခဲတွေ့နေရတဲ့ပေမင်းဆိုင်ပိုင်ရှင်အမျိုးသမီး Evelyn Wong နေရာမှာတရုတ်ဆောင်ပါတယ်။သူကအကောင်းဆုံးအမျိုးသမီးတရုတ်ဆောင် Oscar ဆုကိုရရှိတဲ့အတွက်ဒီဆုမှာအာရှမင်းသမီးတူပထမဆုံးရတာလည်းဖြစ်ပါတယ်။သူကတခြားဆုတွေလည်းရလိုက်တာမလို့ Oscar ဆုတွေလည်းမပေးခင်တည်းကထိတ်ဆုံးကနာမည်ထွက်နေခဲ့တာပါ။အမေရိကန်အမှုပညာရှင်များအလို့သမားတက်မက SAG စု၊ SAG စုအပြင်ရွှေကမ္ဘာလုံးစုကိုလည်းအရင်ရရှိခဲ့ပါတယ်။ ဒီတစ်ခါအော်စကာဆုတွေစကားတင်စင်းမှာ ပထမအဆုံးချိန်သူပါဝင်လာလည်းဖြစ်ပါတယ်။ Everything Everywhere All at Once စကားကလည်းရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုရရှိပြီးတော့ငွေကြေးအားဖြင့်လည်းအမျက်ရတဲ့ရုပ်ရှင်ကားပါ။အကောင်းဆုံးစကားအော်စကာဆုလည်းရရှိပါတယ်။ Michelle Yeoh ဟာ1990နှစ်ပိုင်းတွေကဟောင်ကောင်အက်ရှင်စကားတွေနဲ့စပြီးတော့နာမည်ကြီးလာတာဖြစ်ပြီးတော့1999 James Bond ရုပ်ရှင် Tomorrow Never Dies စကားနဲ့ Hollywood ကိုရောက်လာတာပါ။ ဲ့ကစပြီးတော့ငွေကြေးအကုန်ကြခံရိုက်ကူးတဲ့အရှင်ရုပ်ရှင်ကားကြီးတွေမှာသူဇက်တိုက်ပါဝင်တရုတ်ဆောင်ပြီးတော့သူ့ရဲ့အမှုပညာပါရမီကိုလည်းလူတိုင်းကအတိအမှတ်ပြုကြရပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ရင်လည်းဒလီရီရုပ်ရှင်ဇက်ကောင်မှာဂျော်ဆန်စုချီနေရာကနေတရုတ်ဆောင်ထားတဲ့မင်းသမီးဖြစ်ပါတယ်ရှင်။